လင်းခေးမြို့တွင်ဒုတိယကြိမ်မြောက်မဲစင်းဂျင်ညာကတ်ထားခြင်းနောက်ဆုံးရ၌ MEVM စန္ဒမဲပိဆက်ဆိုင်ရာသိပညာပေးဟောပြောပွဲနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့၌ကျင်းပမည်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်မဲစင်းများပြည်စုံမှန်ကန်ရေးနှင့်ဒုတိယကြိမ်မြောက် MEVM မဲပေးဆက်အသိပညာပေးဟောပြောခြင်းနဲ့လက်တွေ့စမ်းသပ်မဲပေးခြင်း နောက်ဆုံးရက်အဖြစ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ွယ်တာဝန်ရှိသူတို့သည်ယနေ့နေ့၈နာရီကလင်းခေးမြို့ပန်ဝောင်ရက်ွက်ဓမာယုံ၌ကွင်းစင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါကွင်းစင်းဆောင်ရွက်ရာတွင်လင်းခေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့်ရက်ွက်စည်းရိုးကမဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပထမအကြိမ်မဲစင်ကထားကျင်ညာခဲ့စဉ်ကမိမိတို့၏အမည်စင်းများပါဝင်ခြင်းရှိမရှိမကြည့်ရှုရသေးသူများယခုဒုတိယအကြိမ်မဲစင်ကထားခြင်းအားလာရောက်ကြည့်ရှုကြရာတွင်မိမိတို့အမည်စင်းနှင့်အချက်လက်များပြည့်စုံမှုရှိမရှိအားသေချာစွာကြည့်ရှုကြရန်လိုအပ်ပါကြောင်းနှင့်မဲစင်ကထားကျင်ညာခြင်းသည်ယနေ့နောက်ဆုံးဖြစ်သည်ကိုမဲဆန္ဒရှင်များသိရှိနိုင်ပါရန်အသိပေးပြောကြားခဲ့ပါသည်ပြည်သူများအနေဖြင့် MEVM မဲပေးစေဖြင့်စန္ဒမဲပေးရ၌လွယ်ကူစွာမဲပေးသွားနိုင်ရည်ယူရလျက်ဒုတိယအကြိမ်အသိပညာပေးဟောပြောပေးခြင်းနှင့်လက်တွေ့စန္ဒမဲပေးခြင်းတို့ကိုနောက်ဆုံးကွင်းစင်းဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်းမာဘာသာရှမ်းဘာသာဖြင့်အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိဦးချိုနိုင်က MEVM မဲပေးဆက်အသုံးပြုပုံဤစနစ်အစဉ်အဆက်အား လက်တွေ့ပြသရှင်းလင်းခြင်းမဲစင်းကတ်ထားကြညာထားခြင်းနောက်ဆုံးရဖြစ်တော်လဲရက်ွက်အတွင်ရှိမဲဆန္ဒရှင်များနေဖြင့်မိမိတို့၏မိသားစုဝင်များအားလုံးမပြတ်မကွက်ကြီးစုကြပါယံလိုအပ်သည့်အချက်လက်များအချိန်နှင့်တပြေးညီပြင်ဆင်ဖြည့်ဆွတ်သွားကြစေလိုပါကြောင်းရှင်းလင်းပြောကြားပေးခဲ့ပါသည်။ယင်းနောက်တက်ရောက်လာသည့်မဲဆန္ဒရှင်အားလုံးကလက်တွေ့ဆန်းသက်မဲပေးခြင်းဆောင်ရွက်ခဲ့ကအခမ်းအနားရုပ်သိမ်းလိုက်ကြောင်းသိရှိရပါသည်ခမညာ။